မိတ်ဆွေတငယ်ချင်းအညီကိုမောင်နှမများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒီကနေ့ကျွန်တော်တို့လေ့လာကြရမယ့်ဘုဒ္ဓတာလေးကတော့အာသွင်းပံကာလေးပါအာသွင်းပံကာလေးကဘက်ထရီ အားမရှိတော့တဲ့ပုံစံမျိုးနဲ့ခလုတ်တွေနှိမ့်လည်းပဲမလဲတော့တာအဲ့ဒီအနေထားနဲ့ရောက်လာတာပါခင်ဗျာဆောင်းတွင်းမှာတိမ့်ထားလိုက်ပြီးတော့နွေရာသီအတုံးတဲတဲ့ခါတော့အတုံးပြူလို့မရတော့ဘူးဖြစ်သွားတာပါ နံပါတ်1ကိုနှိပ်ကြည့်လိုက်ပါမယ်နံပါတ်1နှိပ်လည်းပဲမလဲတော့ပါဘူးနံပါတ်2မလဲတော့ပါဘူးနံပါတ်3တန်ငါက1နှစ်3နှစ်ပြင်မဲ့လုံးဝမလဲတော့ပါဘူးဗျပိတ်ပြီးတော့မီးလေးထွန်းကြည့်ပါဦးမယ်နော်မီးထွန်းတဲ့ကလုတ်လေးဖွင့်လိုက်ဒါဒါပေမဲ့မီးကလည်းမြင်မလာတော့ပါဘူးခင်ဗျာ thank you ပတာလေးနဲ့ခဏထိုးပြီးတော့ဆန်းပါအောင်မယ်နော်ဒပတာလေးနဲ့ထိုးမယ်မီးမလာတဲ့အတွက်ကြောင့်မလို့အင်ဗာတာဖွင့်ပြီးတော့အင်ဗာတာမှာဒပတာလေးကိုထိုးပါမယ်ဒါကတော့သူ့ဒပတာမဟုတ်ပါဘူးနော်ကျွန်တော်မှရှိရဆန်းတဲ့ဘုဒပတာလေးနဲ့တုံးကြည့်တာပါဗျခလုတ်နံပါတ်1ကိုနှိမ့်လိုက်တဲ့အခါပန်ကလေးကလဲလာပါတယ်နံပါတ်2လဲပါတယ်နံပါတ်3ဆိုရင်တော့မော့ကြိုင်နေပေါ့နော်ဒီစီပန်ကလေးတွေက smooth လို့ဖြစ်ပါတယ် မီးလေးလက်ထွန်းကြည့်လိုက်ပါဦးမယ်မီးထွန်းလို့လည်းရပါတယ်ကဲမီးခလုတ်လေးပြန်ပိတ်မယ်ဒက်တာကိုဖြုတ်မယ်အင်မတာကိုပိတ်မယ်ဒက်တာဖြုတ်ထားတဲ့အနေထားမှာပဲခလုတ်ကိုဖွင့်ကြည့်ပါဦးမယ်မီးထွန်းလို့တော့ရပါတယ်ဘန်ဂါရခလုတ်နဲ့ကြည့်ရင်လည်းဘန်ဂါလဲပါတယ်ဒါပေမဲ့နည်းနည်းအလဲနှေးနေတယ်ဗျအဲ့တော့ ီထဲမှာပါတဲ့ဘက်ထရီကတိတ်မကောင်းတော့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးရပါတယ်အထဲထဲမှာပါတဲ့ဘက်ထရီရဲ့အခြေအနေကိုသိရဖို့ကျွန်တော်တို့အောက်ဖုန်းလေးကိုဖွင့်ပြီးတော့စစ်ဆေးကြည့်ပါဦးမယ်ခင်ဗျာအောက်ဘက်ကဘက်ထရီကပါအဖုန်းနဲ့လေးလုံးလေးကိုပြုတ်ပါမယ်ခင်ဗျာ ဖက်ထရီကဘာဘုံလေးကိုဖြုတ်ပြီးတော့စစ်လိုက်တဲ့အခါမှာထဲထဲမှာတွေ့ရတာကတော့လီသီယမ်ဘက်ထရီ6လုံးကို 3S အနေထားနဲ့12ဖို့ရအောင်တိဆောက်ထားတဲ့ဘက်ထရီပက်ကေ့လေးကိုတွေ့ရပါတယ်ခင်ဗျာအဲ့ဒီဘက်ထရီပက်ကေ့လေးကိုကျွန်တော်တို့ဖွင့်ပြီးတော့စစ်ဆေးကြည့်ပါမယ်ခင်ဗျာ ဖုံးထားတဲ့ကာပါလေးလေးကိုကျွန်တော်တို့ဓားလေးနဲ့နည်းနည်းဖြဲပါမယ်ထဲက BMS ကပ်ကိုမထိအောင်တော့ဓာလေးနဲ့ဖောက်ဖောက်လေးရေးဖို့လိုပါတယ်ဗျ။ ချုပ်လိုက်တဲ့ကာဗာပလတ်စတစ်အပြာလေးတွေကိုကျွန်တော်ပြန်သုံးမှဖြစ်တဲ့အတွက်ကြောင့်မလို့အတက်နိုင်ဆုံးတသက်ရက်ကလေးချုပ်ပါမယ်ခင်ဗျာပြီးရင် ကျွန်တော်ပြန်လဲထုတ်ပိုးတဲ့ခါကျရင်ဒီပလတ်စတစ်လေးတွေကိုပြန်သုံးမှာပါဒီရင်ဒီမိကန်ဆက်ကူလေးကိုလည်းပြန်သုံးပါပါဒါလေးကတော့သူ့ပါလာတဲ့ BMS ကလေးဖြစ်ပါတယ်ခင်ဗျာ ခုနကကျွန်တော်တို့ဒက်ပတာလေးနဲ့ချိန်ပြီးတော့အသွင်းလိုက်တဲ့အနေအထားမှာဒီဘက်တရီလေးထဲမှာဘိုအားဘလောက်ရှိသလဲဆိုတာကိုဒီဂျစ်တယ်မီတာလေးနဲ့တိုင်းကြည့်ပါဦးမယ်ခင်ဗျာဒီဒမီတာနဲ့တိုင်းလဲအမအနီနဲ့လေးမှန်ဒီဖြစ်စီမမှန်ဒီဖြစ်စီတိုင်းလို့ရပါတယ်မမှန်ကန်ကန်တိုင်းလိုက်ရင်တော့အဲလက်ရှိပို့တိုင်းပြပြီးတော့အမအတိုင်းမိတယ်ဆိုလို့ရှိရင်တော့ပို့တန်ပို့ရရှိမှာ minus ကလေးပြနေမှာဖြစ်ပါတယ် 8.95ရှိပါတယ်เนาะအဲဆိုရင်ရေချေသုံးလို့ဆင်းလို့ပြင်နိုင်ပါဘူးခင်ဗျာဒီကျိုးလေးတွေကိုခဏဖြုတ်မှာပြတဲ့အကြောင်းလို့ကျိုးထိတ်လေးတွေကိုထင်းရှုစီလေးတို့ပြီးတော့ခဲကြီးဆိုတဲ့ဂန်းလေးနဲ့ကျွန်တော်ခဲပြုတ်လိုက်ပါမယ်ခဲပြုတ်တဲ့အခါကျိုးလေးတွေခဲပြုတ်တဲ့အခါအဲနီးနေရာကနီးနေရာတော့ကြောင်းလို့နှစ်ခုမပူးမိအောင်တော့ view site ပါခင်ဗျာ factory နဲ့ BMS ကကို condition လောက်ထားတဲ့တံပြားလေးတွေကိုဖြုတ်ပါမယ်။ tester ကြောင်းလက်လေးနဲ့တံပြားလေးတွေကိုနည်းနည်းကလော်လိုက်မယ်။ပြီးရင်ပလာယာလေးနဲ့ကလော်ပြီးတော့ဖြုတ်လို့ရပါတယ်ခင်ဗျာ။ဘက်ထရီပေါ်ကအတံပြားလေးတွေကိုဖြုတ်တဲ့အခါမှာဘက်ထရီကိုရှော့တိုက်တယ်လို့မျိုးဖြစ်မသွားအောင်ဖြုတ်ဖို့တော့ဂယူးဆိုင်ပါခင်ဗျာ။ နဲ့ပါလာတဲ့ BMS ကမှာလေးလာကြည့်လိုက်တဲ့အခါ B+ လို့ရေးထားပါတယ်။အောက်မှာလည်းကျိုးနှချောင်း join ဖို့အတွက်ငုတ်လေးတွေနေရာလေးတွေပါပါသေးတယ်ခင်ဗျာ။ဒီဘက်မှာတော့ B1 လို့ရေးထားပါတယ်။ဒီကျိုးလေးကတော့ B- ပါ B- ကဒီမှာဆက်သွယ်တာဖြစ်ပါတယ်ခင်ဗျာ ရတော့ B1 ပေါ့နော်ဒီမှာ B2 ဒီဘက်က B+ ဖြစ်ပါတယ်ဒီ EM ဘက်ထရီများရဲ့အပေါင်း proof နဲ့အနှုတ်ဖက်ကို လမ်းပြီးတော့ join ပေးထားတဲ့ဂျမ်မာတံပြားလေးတွေကိုစနေတကြလေးဖြုတ်ပါမယ်ခင်ဗျာဘက်ထရီတွေရဲ့အပေါ်မှာတက်ဆင်ထားတဲ့ဒီမိခံအဝိုင်းကက်ခွာလေးတွေကိုလည်းစနေတကြလေးဖြုတ်ပြီးတော့တေချာသိမ်းထားပါမယ်ကျွန်တော်ပြန်သုံးမှာဖြစ်ပါတယ် BMS ကရဲ့ဂျမ်ပါကျူတံပြားကိုကာဝယ်ပေးထားတဲ့စတေကာလေးကိုလည်းတေချာလေးဖြုတ်ပါမယ်အားလုံးကိုကျွန်တော်ပြန်အသုံးပြုမှာဖြစ်ပါတယ်ခင်ဗျာ ပါလာတဲ့ဘက်တရီအဟောင်းရဲ့ body မှာတော့ KD 1650 T5 TD လို့ပဲရေးထားပါတယ် MVR ကိုရေးပြမထားပါဘူးခင်ဗျာဒီဘက်တရီလေးတွေကတော့ပန်ကာမှာပါလာတဲ့ original battery လေးတွေပဲဖြစ်ပါတယ်ခင်ဗျာ ဒီအိတ်ထဲကဘက်ထရီလေးတွေကတော့ကျွန်တော်အစားထိုးပြီးတော့အသုံးပြုမဲ့ဘက်ထရီလေးတွေဖြစ်ပါတယ်။ Ampere အနေနဲ့ကတော့2600 mAh ရှိပါတယ်ခင်ဗျာ။ဒီဘက်ကအပေါင်းပါ။ဒီဘက်ကတော့အနှုတ်ပါခင်ဗျာ။ဘက်ထရီလေးတွေကိုနှလုံးပြူသုံးစုံအသုံးပြုမှဖြစ်တဲ့အတွက်ကြောင့်မလို့ကော်ချောင်းလေးကိုမိချစ်လေးနဲ့မိရှို့ပြီးတော့ ဘက်တရီနှလုံးနှလုံးပြူထားလိုက်ပါမယ်ခင်ဗျာဘောင်းဘောင်းအနုတ်အနုတ်သုံးပေါ့နော် ီ battery တစ်စုံနဲ့တခြား battery တစ်စုံနဲ့တွဲတဲ့အခါအပေါင်းအပေါင်းချင်းဆိုရင် parallel ပေါ့နော်ကျွန်တော်တို့ CD တွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့အပေါင်းအပေါင်းအနှုတ်အနှုတ်အဲ့လိုမျိုးခြွာရမှာဖြစ်ပါတယ်ခင်ဗျာဘက်ထရီနှလုံးတစ်စုံနှစ်ခုကိုတွဲတဲ့အခါမှာလည်းပဲကော်ချောင်းလေးကိုမိရှို့ပြီးတော့ပဲတွဲမှာဖြစ်ပါတယ် က်ဘေးစွန်းတစုံကအပေါင်းအပေါင်းဒီဘက်တစုံကအနှုတ်အနှုတ်ဖြစ်ပါတယ်နောက်တွဲမဲ့တစုံကလည်းအနှုတ်အနှုတ်နဲ့ဆိုတော့အနှုတ်အပေါင်းအနှုတ်အဲ့လိုမျိုးပုံစံမျိုးဖြစ်အောင်တွဲမှာဖြစ်ပါတယ်ခင်ဗျာနောက်တွဲလိုက်တဲ့နှလုံးတွဲလေးကိုလည်းကိုချောင်းလေးကိုမိရှို့ပြီးတော့အတူတူပူးထားလိုက်ပါမယ်ခင်ဗျာ အခုလိုမျိုးလေသံဘက်တရီလေးတွေကို6လုံး3စုံတွဲပြီးပြီဆိုရင်ခုနကပြုတ်ထားတဲ့ vegan sticker လေးတွေကိုကျွန်တော်ပြန်ကတ်ပြီးတော့အသုံးပြုมาဖြစ်ပါတယ်ခင်ဗျာဒီဘက်ကိုလည်းပဲ vegan sticker လေးတွေပြန်ကတ်ပါမယ်ခင်ဗျာ ဒီဘက်ချမ်းမှာသင်္ကေတလေးတွေမှတ်ပါဦးမယ်เนาะအနှုတ်အနှုတ်ဘေးသွန်းတွေကအနှုတ်အနှုတ်ဖြစ်ပါတယ်အလဲကောင်းကနှလုံးပြူးကအပေါင်းအပေါင်းဖြစ်ပါတယ်ခင်ဗျာဘက်ကြီးရဲ့ဒီဘက်ချမ်းကိုလည်းသင်္ကေတလေးတွေမှတ်ပါမယ်အပြင်ဘက်ဆုံးကအပေါင်းအပေါင်းအပြင်ဘက်ဆုံးကအပေါင်းအပေါင်းအလဲကဘက်ကြီးနှလုံးကတော့အနှုတ်အနှုတ်ဖြစ်ပါတယ်ခင်ဗျာ လဲကောင်းမှာအနှုတ်ဖြစ်နေတွဲထားတဲ့ဘက်ကိုကျွန်တော်တို့ချမ်ပါတံပြားလေးတွေပြန်နေဆက်သွယ်มาဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်ကတာမီနယ်ဘက်ကို B- နဲ့ဆက်သွယ်ခြင်းတို့ဖြစ်ပါတယ်ခင်ဗျာ။ဒီဘက်မှာ battery- ဒီဘက်က B1 ပေါ့เนาะ B1 ကိုအနီအောင်လေးနဲ့မှတ်လိုက်ပါမယ်။ဒီဘက်က B1 နဲ့ဆက်သွယ်ရမယ်။ ဆက်ဖြစ်ပါတယ်အဲ့ဒီ B1 ကဒီဘက်ချမ်းလေးနဲ့ဝေါ်တခါလဲဂျမားနဲ့ဆက်သွယ်ထားတာဖြစ်ပါတယ်ဒီဘက်ကိုရောက်ရင် B2 ပါနော်ဒီဘက်မှာအတူတူဂျမားတွဲထားတဲ့အတွက်ကြောင့်မလို့ဒီဘက်ကအလုံးမှာလဲ B1 လို့မှတ်လိုက်ပါမယ်အဲ့ဒီမှာ B1 ကဒီဘက်ကိုလာတယ်ဒီဘက်ကိုလာပြီးတော့ဒါက B2 ဖြစ်မဲ့တာမီနယ်ဖြစ်ပါတယ် B2 နဲ့ဆက်သွယ်ပေးရမှာပါအဲ့ဒီ B2 ဘက်မှာလဲပဲ B2 ရဲ့အပေါင်းနဲ့တစ်ဖက် ဘေးစွန်းကဘက်ထရီရဲ့အနှုတ်နဲ့ဂျမ်ပါတွဲပေးရမှာဖြစ်ပါတယ်။အဲ့ဒီကနေမှဒီဘက်ကိုလာပြီးတော့ B+ နဲ့ဆက်သွယ်ရမယ့်ငုတ်ဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ B+ ပါ။နံပါတ်တွေအနေနဲ့ရေးတွက်မယ်ဆိုရင်ဒီဘက်က0ဖို့ပါ။အဲ့ကြောင်ဒီနေရာလေးမှာ0ဖို့လို့မှတ်သားထားလိုက်ပါမယ်ခင်ဗျာ0ဖို့ကနေပြီးတော့ဒီဘက်ကိုရောက်လာမယ်ဆိုလို့ရှိရင် 3.7ဆိုတော့4ဘို့အဖြစ်နဲ့ပဲရေးလိုက်ပါမယ်ခင်ဗျာအဲ့ဒီ4ဘို့ကဒီဘက် channel နဲ့ဆက်သွယ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကိုလည်း4ဘို့ရောက်နေပါတယ်เนาะအဲဒါကြောင့်မလို့ B1 လို့ပေါင်းရေးထားတာပါအဲ့ဒီကနေမှတစ်ဆင့်ဒီဘက်ကိုလာပါတယ်ဒီဘက်ကိုရောက်တဲ့အခါ B2 B2 မှာက8ဘို့လို့ရေးလိုက်ပါမယ်เนาะ B2 မှာလည်းဒီဘက်နဲ့ဒီဘက်နဲ့တွဲထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ကလည်း8ဘို့ရောက်နေပါဖြစ်ပါတယ် အဲ့ဒီနေရာမှာဆင်းလာပြီးတော့ဒီဘက်ကိုရောက်တဲ့အခါမှာ B+ က12ဗို့ဖြစ်ပါတယ်เนาะအဲ့လိုမျိုးလေးလွယ်ကူအောင်လို့မှတ်သားထားလိုက်ပါမယ်ခင်ဗျာဘန်ဂါမှာပါလာတဲ့ BMS original gap ကလေးကိုပြန်လည်သုံးပြမှာဖြစ်ပါတယ်ဒီငုတ်က B- နဲ့တွဲရမယ်ငုတ်ဖြစ်ပါတယ်ခင်ဗျာဒီဘက်ကတော့ B1 နဲ့တွဲပြရမယ်ငုတ်ဖြစ်ပါတယ်

တွေ့ပေါ်မှာလဲခဲလေးတွေအရင်ခဲကြီးဆော်ထားပေးပါမယ်ခင်ဗျာကျန်ပါလုံးမဲ့တံပြားလေးနဲ့ဘက်ထရီရဲ့ positive negative တွေနဲ့ကိုခဲကြီးဆော်ပါမယ် လွယ်ကူအဆင်ပြေအောင်လို့ထင်းရှုစီလေးတွေနည်းနည်းစီတို့ထားပေးပါဦးမယ်ခင်ဗျာခုလိုမျိုးခဲစော်ပြီးတော့ join တဲ့အခါမှာအပူချိန်မြင့်တဲ့ခဲခန်းကိုတုံးဖို့လိုအပ်ပါတယ် ဘက်ထရီ series တွေ့တဲ့အခါမှာဒီဘက်ကို series တွေ့ထားပြီးပြီဆိုလို့ရှိရင် သူနဲ့ဆက်ညင်ဘက်ဘက်ကနေပြီးတော့နောက်ဘက်က series တွေ့ဖို့လိုပါတယ်ခင်ဗျာဒီချံပါလေးကဒီဘက်မှာတွေ့ရမှာဖြစ်ပြီးတော့ဒါကတော့ b- တွေ့ရမယ့်ဖက်ပါခင်ဗျာဒီချံပါလေးက b2 ပါနော်ဘက်ထရီဘက်မှာလည်းမျက်စိမလဲအောင်ကျွန်တော် b2 လို့ရေးပေးထားပါတယ်ခင်ဗျာ စော်ပေးရမယ်။ဂျမ်ပါတံပြားလေးကိုထင်းယူသေးလေးတွေတို့ပါမယ်။အဲ့ဒါမှခဲကြီးစော်တဲ့အခါလွယ်ကူပါတယ်ခင်ဗျာ။ဘက်ထရီရဲ့အပေါင်းအနှုတ်ထိစားလေးတွေကိုလည်းထင်းယူသေးနေငယ်တို့ထားပေးပါမယ်ခင်ဗျာ။ကျန်ပါလုံးမဲ့တံကြားလေးတွေကိုခဲခဲရင်စောထားပေးပါမယ်။ ဘက်တရီရဲ့အပေါင်းအနှုန်းတွေကိုမှလည်းခဲခေဆောထားပါမယ်ခင်ဗျာဘက်တရီရဲ့ထိစားနဲ့ဂျမ်ဘာရဲ့ဂျားတဲ့ကိုဂန်တစ်လေးကိုထည့်ပြီးတော့ခဲခေဆောပါမယ် အဲ့လိုလေးပူပေးထားပြီးတော့ဘောကနေဇာကလာနေနဲ့ဖိလိုက်ပါမယ်ခင်ဗျာအဲ့ဆိုရင်ရပါပြီခဲကြီးသောမဲ့ချမ်ပါနဲ့ဘက်ထရီရဲ့ထိဆရဲ့ဂျားတဲ့ကိုဂန်တစ်ကိုအရင်အပူပေးပြီးတော့တို့ထားပါမယ်ပြီးရင်ဇာကလာလေးနဲ့ဖိပြီးတော့အပေါ်ကနေခဲကန်းလေးနဲ့ထပ်ဖိပေးလိုက်ပါမယ်အဲ့လိုမျိုးဆိုရင်လွယ်ကူစင်ပြေသေးပါတယ် ခဲကြီးစော်ထားတာကိုခိုင်ခံမှုရှိမရှိကိုလည်းဂျိုးလေးကိုဆွဲကြည့်ပါဦးမယ်ဗျာဒီဂျိုးလေးကတော့ B- နဲ့ဆက်သွယ်ပေးရမယ့်ဂျိုးလေးဖြစ်ပါတယ် b minus ဂျိုးနဲ့ b2 ရဲ့ဂျိုးတွေကိုဘက်ထရီရဲ့ body နဲ့မထိအောင်လို့ကာကွယ်တဲ့အနေနဲ့ခုနကတည်းကဖြုတ်ထားတဲ့ gap cost တွေကလေးတွေကိုပြန်ကပ်ပေးပါမယ်ခင်ဗျာဘက်ထရီမှာတော့ပြုထားတဲ့ jumper တွေနဲ့ b minus b2 b+ စသဖြင့်အဲ့ဒါတွေကို အပြင် မတ်တယ်ရီနဲ့မထီမိအောင်ရကုပစ္စည်းတွေနဲ့မထီမိအောင်မီးကန်စတေကာလေးတွေပြန်ပြီးတော့ကတ်ပေးပါမယ်ခင်ဗျာဒီတံကြားကြိုးလေးက B1 နဲ့ဆက်သွယ်ပေးရမှာဖြစ်ပါတယ်အဲ့ဒီ BMS ကရဲ့အောက်မှာလည်းပဲမီးကန်အပြားလေးကိုပြန်လဲပြီးတော့တက်စင်အသုံးပြုပေးရပါမယ်ခင်ဗျာ ဒီတံပြားလေးက B+ နဲ့ဆက်သွယ်ပေးရမယ့်တံပြားလေးဖြစ်ပါတယ်အဲ့ဒါလေးကိုခဲခေရေးစော်ပေးရပါအောင်မယ်ခင်ဗျာ BMF socket နဲ့အောက်ကဂျမ်မာတန်ကြားလေးတွေကိုမထိမိဖို့အတွက်ဒီမီးကန်စက်ကူပြားလေးကိုအသုံးပြုရပါမယ်ခင်ဗျာဒါက B+ ငုတ်ပါအဲ့ဒါကိုအရင်ဆုံးခဲကြီးစော်လိုက်ပါမယ်ခင်ဗျာ ီဘက်ကတော့ B1 ငုတ်ပါခင်ဗျာအဲ့ဒါကိုလည်းခဲခဲလေးစော်ပြလိုက်ပါမယ်ခုဆိုရင်လီသီယမ်ဘက်ထရီလေး6လုံးကို 3S အနေနဲ့12ဗို့ရအောင်စီစဉ်လုပ်ပြီးပါပြီခင်ဗျာဆက်သွယ်ပြီးတဲ့နောက်မှာတော့ဒီငုတ်လေးတွေမှာဘိုးဘလောက်ရှိလဲဆိုတာကို digital meter လေးနဲ့တိုင်းတာကြည့်ပါမယ်ခင်ဗျာဒီဘက်ကအပေါင်းပါဒီဘက်ကအနှုတ်နဲ့ဆက်သွယ်ရမှာပါခင်ဗျာ ကျိုးလေးတွေကို BMS ကမှခဲခီစော်တဲ့အခါမှာလည်းဂယူးဆိုင်ပြီးခဲခီစော်ပြပါခင်ဗျာကျိုးလေးတွေရဲ့နေရာအနေထားကအရန်နီးနေတဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်ကျုံငုတ်လေးတွေကိုမီတာနဲ့တန်းကြည့်လိုက်တဲ့အခါမှာ10.86ဗိုလ်လောက်ရှိနေပါတယ်ခင်ဗျာ ပို့တိုင်းစစ်ဆေးပြီးသွားတဲ့နောက်မှာကျွန်တော်ဒီ 3S12 ပို့လီသီယမ်ဘက်ထရီလေးကိုထေချာသွားထုတ်ပိုးပြီးတော့ပန်ကားထဲမှာထည့်ပြီးတော့စမ်းသက်အသုံးပြုကြည့်မှဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုပေးကြပါဦးနော် emergency မိကလုံးလေးဖွင့်စမ်းလိုက်ပါမယ်မိလေးလင်းလာပါပြီခင်ဗျာပေးလိုက်ပါမယ်ဘက်ထရီလည်းတက်ဆင်ပြီးသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့နောက်ဆုံးအနေနဲ့ပန်ကားလေးကိုကလုံးလေးတွေနှိပ်ပြီးတော့စမ်းကြည့်ပါမယ်ဒါကနံပါတ်1ပါမနှစ်ကိုနှိပ်ကြည့်ပါမယ် ုံးကိုဆက်နေကြည့်လိုက်ပါဦးမယ်လစ်သီယမ်ဘက်ထရီရဲ့မျိုးအစားနဲ့ 3S system အသုံးပြုထားတဲ့အာဒွင်ပန်ကလေးဘက်ထရီလဲလဲတဲ့အစီအစဉ်ပြီးပါပြီခင်ဗျာခုလိုဗီဒီယိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြတဲ့မိတ်ဆွေညီကိုမောင်နှမများတို့ရောချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ပတ်မှလည်းနောက်ထပ်ဗီဒီယိုတွေနဲ့ပြန်လည်ဆုံတွေ့ကြမယ်နော် ကျွန်တော်ရဲ့ဗီဒီယိုကနေပြီးတော့ဘုဇ္ဇတာတုံးတရားရရှိခဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ channel လေးကို subscribe လုပ်ခဲ့ပြီးတော့ဒီခုဗီဒီယိုလေးကို like လုပ်ခဲ့ပေးကြဖို့တောင်းဆိုပါရစေခင်ဗျာမိတ်ဆွေညီကိုတကယ်ချင်းများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအသာသာအရာရာအဆင်ပြေကြပါစေခင်ဗျာ Thank you.